ာကြတော့ဟိုဒါအကုန်လုံးနဲ့တီးရတဲ့အတိုင်းပဲပေါ့နော်ဒါအကုန်လုံးစိတ်စိတ်ဟိုဖြစ်နေတဲ့အချိန်မှာဒါဟိုအကုန်လုံးခက်ခဲကြရဆိုတော့လေဒါကျွန်တော်ဒီရက်ပိုင်းပေါ့နော်ဒီအရင်ဖြစ်သွားတဲ့အချိန်ကစပြီးအခုချိန်ထိဒါအရသမျှဟိုအလူပညာကြီးလေးတွေကိုလည်းဒါကျွန်တော်လုပ်ပါတယ်ခင်ဗျအလူဖြစ်နေပါတယ်ဒါကိုကလုပ်ပေးနိုင်တာဒီလောက်တတ်နိုင်တာဒီလောက်ရှိတော့လေဒီလောက်ဒီလောက်နေနေပဲကျွန်တော်ပါဝင်နိုင်ဒီလောက်လေးတော့ကျွန်တော်ပါဝင်လူတန်းဖြစ်ခဲ့ပါတယ်ခင်ဗျဟုတ် ကျုပ်ဆောင်မှုလေးကြားထဲကတော့ဒါကျွန်တော်တို့စက်တိုက်စက်တိုက်ပေါ့နော်ဟိုအလုတ်ကတော့ပြတ်သွားတယ်လို့တော့မရှိဘူးဒါအရင်ကလေးဖြစ်တုန်းကတော့ခဏနားလိုက်တယ်ဒါ3-4ရက်လောက်ကွက်ကွက်နားပြီးတော့မှဒါအခုကျတော့ပြန်ပြန်ပြီးလှုပ်ဖြစ်နေတော့လေ activity လေးတွေကတော့ခဏခဏရှိမယ်ဒါပွဲတက်လေးတွေပြန်လှုပ်တဲ့အချိန်ကြရင်ပြန်ခေါ်မယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ရှိပါတယ်ခင်ဗျာဟုတ်မဟုတ်ထူးခြားတာတကူကရိုက်ခဲတဲ့မြတ်တခြင်းတွေအကုန်လုံးပမာပုံစံမျိုးလေးပမာ တိုက်ပုံနဲ့ပစိုးပေါ့နော်အဲ့လိုပုံစံလေးနေပဲရိုက်တာဆိုတော့လေအခုလည်းအဲ့လို vibe လေးပါပဲဒါပေမဲ့အရင်ကတော့အုပ်စုလေးတွေနဲ့အတူတူမျိုးအဲ့လိုမျိုးရိုက်ပြီးဒီနေ့ကျတော့ဒါညီမလေးနဲ့နှစ်ယောက်တည်းပေါ့နော်အဲ့လိုပုံစံလေးရိုက်ရိုက်ရတာဆိုတော့ဒါပို့ပြီးတော့တော့ထူးခြား အာဒါဒီနေ့ပေါ့နော်ဒါမမတမူခင်ရဲ့ဒါရှင်မတောင်နဲ့ထူလိုက်မယ်ဆိုရဲဒါမြန်မာတခြင်းလေးကိုပေါ့နော်ဒါကျွန်တော်လာရောက် မြန်မာတန်ဆင်တချင်းလေးကိုလာရောက်ရက်ကူပေးပြနေရပဲဖြစ်ပါရခင်ဗျာဒါကျွန်တော်နဲ့တူတူညီမလေးရွှေရည်ဒီထန်နဲ့အာနီးရွှေရည်ဒီထန်နဲ့ဒါကျွန်တော်တို့ Destino ဒါ production ကနေပေါ့နော်ဦးစီးပြီးတော့ဒါရက်ကူပေးတဲ့ဒါကျွန်တော်တို့ director ကိုရန်ခင်နဲ့တူရက်ကူနေရပဲဖြစ်ပါရခင်ဗျာဟုတ်ဟုတ်ညီမလေးက16နှစ်ဆိုတော့အသက်လေးငယ်ငယ်လေးဆိုတော့လေကျွန်တော်ထပ်လေးငယ်နှစ်ငယ်တော့အဆင်ပြေပါတယ်ကလေးလေးဆိုတော့တော်လဲတော်တယ်ပြီးတော့ director ကလည်းကျွန်တော်တို့ကျွန်တော်တို့လူငယ်ပဲပေါ့နော်လူငယ်ဆိုတော့တန်းတဲ့တယောက်ကအရင်ကြီး ဘယ်လိုပြောရမလဲညှိယူစရာအရင်မလိုဘူးပေါ့နော်သူပြောလိုက်တဲ့အရာလေးကိုကတိလွယ်တဲ့အဆင်ပြေပါတယ်ခင်ဗျဟုတ်အော်ကျွန်တော်ကပမာတန်စင်ကြိုက်တယ်ထဲပါတယ်ပေါ့နော်ငယ်တုန်းကလည်းဒါစုကရင်တီတွေပြန်ခဲ့ပူရဲဆိုတော့ဒါပမာတန်စင်နေနဲ့ရင်းနှီးခဲ့တယ်ဆိုတော့လေဒါလိုမျိုးလေးအခုပြန်ပြီးတော့ဒါပြန်ပြီးတော့ဘယ်လိုပြောရမလဲပြန်ပြီးပြုပြင်ပြီးတော့ပြန်ဆိုထားဖြစ်တဲ့အတွက်ကြောင့်မလို့လေမျိုးမျိုးလေးပုံစံမျိုးလေးနဲ့လောက်ထားတာဆိုတော့ဒီတခြင်းကိုဒါကျွန်တော်တို့ရုံကြီးကြီးနဲ့ဒါခေါ်ပေးရတာ Destino Production လည်းကျေးဇူးတင်ပါတယ်လို့ဒါ ောင်းလာလို့ဗမာပုံစံမျိုးလေးဗမာတိုက်ပုံနဲ့ပစိုးပေါ့နော်အဲ့လိုပုံစံလေးနေပဲရိုက်တာဆိုတော့လေအခုလည်းအဲ့လို vibe လေးပါပဲဒါပေမဲ့အရင်ကတော့အုပ်စုလေးတွေနဲ့အတူတူမျိုးအဲ့လိုမျိုးရိုက်ပြီးဒီနေ့ကျတော့ဒါညီမလေးနဲ့နှစ်ယောက်တည်းပေါ့နော်အဲ့လိုပုံစံလေးရိုက်ရိုက်ရတာဆိုတော့ဒါပို့ပြီးတော့ထူးခြားရလို့တော့ခံစားပါတယ်ခင်ဗျာဟုတ်ချစ်တယ်လို့ပြောပါဒီပါဒီပါနော်ဒီပါဒါလည်းအုပ်စုလေး ်ဟုတ်ဒါကျွန်တော်တို့ပေါ့နော်အဲလွန်ခဲ့တဲ့တပတ်လောက်ကဒါကျွန်တော်တို့ hip play ကနေပြီးတော့မှကျွန်တော်တို့တကြံဗီဒီယိုလေးတွေရိုက်ထားတယ် promotion ဗီဒီယိုလေးတွေအဲပြီးတော့ဒါကျွန်တော်ရွှေချုံမောင်နှမလေးစုပြီးတော့အဲ့လို activity လေးလုပ်ဖြစ်တာလေးရှိပါတယ်ခင်ဗျာဟုတ်ဟုတ်ဒါကြောင့်လို့ဟိုဒါအကုန်လုံးလည်းတီးရတဲ့အတိုင်းပဲပေါ့နော်ဒါအကုန်လုံးစိတ်စိတ်ဟိုဖြစ်နေတဲ့အချိန်မှာဒါဟိုအကုန်လုံးခက်ခဲကြတာဆိုတော့လေဒါကျွန်တော်ဒီရက်ပိုင်းပေါ့နော်ဒီအရင် ဖြစ်သွားတဲ့အချိန်ကစပြီးအခုချိန်ထိဒါရသမျှဟိုအလူပညာကြီးလေးတွေကိုလည်းဒါကျွန်တော်လူပါတယ်ခင်ဗျအလူဖြစ်နေပါတယ်ဒါကိုကလုတ်ပေးနိုင်တာဒီလောက်တက်နိုင်တာဒီလောက်ရှိတော့လေဒီလောက်ဒီလောက်နေနေပဲကျွန်တော်ပါဝင်နိုင်ဒီလောက်လေးတော့ကျွန်တော်ပါဝင်လူတန်းဖြစ်ခဲ့ပါတယ်ခင်ဗျာဟုတ်ကျုပ်ဆောင်မှုလေးအားတိုင်းကတော့ဒါကျွန်တော်တို့စက်တိုက်စက်တိုက်ပေါ့နော်ဟိုအလုတ်ကတော့ပြတ်သွားရလို့တော့မရှိဘူးဒါအရင်ကလေးဖြစ်တုန်းကတော့ခဏနားလိုက်တယ်ဒါ၃-၄ရက်လောက်ကွက်ကွက်နားပြီးတော့မှဒါအခုကျတော့ပြန်ပြန်ပြီးလုတ်ဖြစ်နေတော့လေ activity လေးတွေကတော့ခဏခဏရှိမယ်ဒါပွဲတက်လေးတွေပြန်လုတ်တဲ့အချိန်ကျရင်ပြန်ခေါ်မယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ရှိပါတယ်ခင်ဗျာဟုတ် ့မဟုတ်ကဲဒါကျွန်တော်တို့ဒီအကူမှန်နုပညာလမ်းကိုဒါအစပေါ့နော်ရွှေချိုပြီးသွားတဲ့အချိန်မှာဒါအစဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့ပြိတက်ချက်ခင်အပင်းမှုရအများကြီးလိုအပ်ပါတယ်ခင်ဗျာဒါကျွန်တော်တို့လိုအပ်ချက်လေးရှင်းလဲနားလဲပေးပြီးတော့ဒါကျွန်တော်တို့ပြိတက်ကပို့ပြီးချက်ပေးမှသာဒါကျွန်တော်တို့ကပို့ပြီးဆက်လျှောက်လမ်းလို့ရအခွင့်ရမှာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါရှေ့လျှောက်လိုအပ်ချက်လေးရှင်းလဲပြင်ပြီးတော့ဒါကျွန်တော်အများကြီးချက်ပေးပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ပါဘူး